ကျွန်တော်ပစ္စည်းအောက်ထဲမှာအကုန်လုံးမြုပ်နေတယ်ဘယ်နဲ့ကကျွန်တော်ဒီကြံတွင်းကိုရောင်းမှုကကျွန်တော်900ကျော်1000လောက်ကျွန်တော်နှီးပါကျွန်တော်ဖြည့်ထားတယ်မောင်မားတွေဒီခဏရောင်းရင်းနဲ့ပေါ့မောင်မားတွေအကုန်လုံးစုပြီးတော့စောက်တာမရဘူးအောက်မှာအဲ့လိုဖြစ်နေသူများပေးရမယ့်ပတ်စံတွေကရှိတယ်အဲ့တော့ကိုယ်လက်ထဲကမပါဘူးဒီပတ်စံအိမ်နဲ့ဟိုကလေးတွေမုံကျွေးမှဆိုတော့ထွက်လာတဲ့အဲ့လိုဖြစ်တယ် စာဖွင့်တာတော့နှစ်20ကျော်ပါပြီ။မနေ့ကမှဒီဆိုင်လေးကစာရအောင်။ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့။လုတ်ချင်တာကြာပြီဗျ။ဟိုစဖြစ်ကြတဲ့လိုရမှာလေ။ကျွန်တော်မိသားစုကြီးတယ်။မပါဘူးပစံ။ဟိုရင်တော့ငယ်တဲ့ရွယ်နဲ့ခုလောရမဲ့ရွယ်ကတော့နည်းနည်းလေးကွာသွားတာပေါ့။အာနည်းနည်းလေးတော့ဟိုဖြစ်တယ်ပေါ့။အားကြောင့်လည်းကိုစိတ်ကိုမချဘဲနဲ့တောက်လျှောက်ကိုလုံနေတာပါ။အများကြီးရှိပါတယ်ဗျ။ကျွန်တော်မိရဲ့အဝိသက်တွေရှိတယ်ဗျ။ကံတရားပေါ့။ နော်ဘုရားပေးသလောက်ပဲကျွန်တော်ရကြမှာဟုတ်တူပါခင်ဗျာဟုတ်ကဲ့နမေကြီး plus sign လေးလုပ်ပြရတယ်ဟုတ်ကဲ့ခင်ဗျာတော်တော်လေးဦးပြပြန်ဆရလေးရပေါ့ဟုတ်ကဲ့တိတ်က ဟုတ်ကဲ့ခင်ဗျာတက်ကပြန်စားရတော့ခင်ဗျာအနည်းအဆပြီးစဖွင့်ရတော့ပါဗျာဟုတ်ရှိသေးပါတဲ့ပတ်စံလေးနဲ့ပေါ့စားရင်းနည်းလေးစားတော့ခဏရဲ့တန်တစ်တာရဲ့လောလောဆယ်ကျွန်တော်ရတဲ့ဟာလေးကိုရင်ရောင်းလာဟုတ်ကဲ့ဗျဟုတ်ကဲ့ကျွန်တော်ပစ္စည်းအောက်ထဲမှာအကုန်လုံးမြုပ်နေတယ်ဗျအောက်ထဲမှာကကျွန်တော်များတယ်ဗျ ။အကြံတွေရောင်းဖို့ကလောင်တာပါတယ်ဖန်စီပစ္စည်းတို့အုတ်ထုတ်တို့ကပတ်တို့အစုံပေါ့။အဲ့ဒါလေးတွေပါတယ်တန်တက်တာလည်းပါသွားတယ်ကွာ။ဆိုင်ကယ်လေးစီးပါတယ်အောက်မှာတော့အဲ့လိုကျွန်တော်စဖွင့်တာတော့နှစ်20ကျော်ပါပြီ။စဖွင့်တော့တော့ဒီလိုလေးမဟုတ်ပေါ့ဒီလိုမဟုတ်တန်စင်လေးနဲ့ပေါ့ကျွန်တော်စရောင်းတာ။လေကလေးတန်စင်လေးနဲ့စရောင်းလာတာပါကျွန်တော်။ဘာဖြစ်လို့ငါကြက်တူအဲ့လိုချီရအဲ့လိုလေလောက်ခဲ့တယ် အဲ့လိုလုံရင်းနဲ့ဆွေရင်းဆွေရင်းနဲ့ပေါ့အဲ့လိုလုံဖြစ်လာတာပါဗျာမောင်နှမအားလုံး6ယောက်ရှိတာပေါ့ခုလက်ရှိ9ယောက်ပေါ့9ယောက်ကိုမောင်နှမအကုန်လုံးဒီမှာပဲနေဒီမှာပဲလောက်တာဒီမှာပဲဈေးရောက်တာပါတော့မိဘတွေကတော့မျိုးနဲ့အကျော်ကောင်းမောင်းရောက်တာဟိုတော့ပေါ့ခုကတော့မရှိတော့ပါဘူးဗျာကျွန်တော်တို့မောင်နှမတွေစားထူထောင်တာမောင်နှမတွေဒီဖဏ္ဍရောင်းရင်းနဲ့ပေါ့မောင်နှမတွေအကုန်လုံးစုပြီးတော့စောက်တာဟုတ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဗျာအဖေငွေဆိုင်လေး ရင်တော့ငယ်တဲ့ရွယ်နဲ့အခုလောက်မဲ့ရွယ်ကတော့နည်းနည်းလေးကွာသွားတာပေါ့အားနည်းနည်းလေးတော့ဟောဖြစ်တယ်ပေါ့အဲကြောင့်လည်းကိုစိတ်ကိုမချဘဲနဲ့တောက်လျှောက်ကိုလုံနေတာပါအဲ့လိုဝေးဝေးသက်ဟုတ်အများရှိပါတယ်ဗျကျွန်တော်မေရဲ့ဝေးသက်တွေရှိတယ်ဗျအဖေကတော့ဒီတိုင်းမဆောက်နေတဲ့ဆုံးတာဆိုတော့မသိရအောင်မေကျတော့ရှိတယ်ဗျအဲ့လို အဲ့လိုမျိုးကျန်းနေခဲ့တာပေါ့အမေရဲ့ငွေသက်လေးတွေတော့ကျန်းတာပေါ့ဟုတ်လားဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဘယ်တော့ဒီဒါအတင်းရလဲဟိုလိုပေါ့ကိုကလည်းကျွန်တော်ကလည်းအောက်ခြေရတက်တာဆိုတော့တိတ်တော့ဒီမဆိုင်ပါဘူး၈၁မီတော့လည်းမီခဲ့တာဟုတ်အဲ့တော့လည်းတန်ခံခဲ့တာခုလည်းဒီလိုဆိုတော့ဒါကတော့ကိုဥဆောင်တဲ့အချိန်မှာကိုဖြစ်တာဆိုတော့လူမဖြစ်တာကိုကျွန်တော်ကနည်းနည်းလေးစိတ်ဟိုဖြစ်တာကိုစိတ်ချမ်းသာတာပေါ့လူဖြစ်မှကြောက်တာလူမဖြစ်တာကိုဒါကတော့ကံတရားပေါ့ နော်ဖျားပေးတဲ့လောက်ပဲကျွန်တော်ကရကြမှာအဲ့လိုမျိုးပါကျွန်တော်ဟိုတော့ရောင်းရလဲဆိုရင်တရားပူ7သိန်းကျော်တယ်တကြံတွင်းတို့အင်းနေတို့တရင်ကျုပ်ဆိုရင်ကျွန်တော်အဲ့လိုဒါရောင်းရတယ်ပြည်နိုင်အင်းနေကိုထည့်ရတယ်အဲ့လိုပြည်နိုင်ပတ်စံမရည်နိုင်ဘူးပေါ့ပြည်နိုင်အင်းနေထည့်အမေရကန်အဲ့လိုပတ်စံထည့်အမားရရအဲ့လိုတကြံကျွန်တော်ရှေ့ကိုပုံရောင်းတာပုံရောင်းတဲ့ဆိုကျွန်တော်လွယ်ရင်းနဲ့အဲ့လိုရောင်းမားရီရလည်းအဲ့လိုလေးရောင်းညီမရီရရောအဲ့လိုမျိုးလေးရောင်းရတာအဲ့ညီအကျော်လည်းဖန်စီလေးပေါ့သူကလည်းရောင်းရတယ်မနေ့ဒီရှိတ်လို့ပုံရောင်းတာ ကျွန်တော်ကလှုပ်ချင်တာကြာပြီဟိုစဖြစ်ကြတယ်လိုရမှာလေကျွန်တော်မိသားစုကြီးတယ်မပါဘူးပစံဟိုအပါရနဲ့ကျွန်တော်ရင်းလိုက်တာမင်းရ15သိန်းမို့ကျွန်တော်ဝယ်လိုက်တာမင်းအားသေးအောင်အဲ့လိုဖြစ်နေအတူများပေးရမယ်ပစံတွေရှိတယ်အဲ့တော့ ဘလို့ပေါ့တရက်9000လို့တသိန်းလို့ကျွန်တော်အဲ့လိုပေးရတာရှိတယ်အဲ့လိုကုန်တယ်လို့ပေးရအဲ့လိုရှိသေးတယ်ကောင်းတာထဲမှာပြီးတယ်နော်ကိုယ့်လက်ထဲမှာမပါဘူးဒီပတ်စံအိမ်နဲ့ဟိုခလေးတွေမုံကျွေးမှဆိုတော့ထွက်လာတဲ့အဲ့လိုဖြစ်တယ်အဲ့လိုမားရူကလည်းကျွန်တော်ပေးလိုက်တဲ့ပတ်စံပဲပါသွားတာမပါပါကြအောင်အဲ့လိုဖြစ်သွားတာကြည့်ဒီကန်တက်တာတွေပါလည်းမရှိဘူးကြည့်ကျွန်တော်က အဲ့ပတ်စံကောင်တာတည်းပဲကျွန်တော်ပတ်စံပေးလို့ရပဲရှိတယ်ကျန်တာတော့မရှိတော့ဘူးဖနက်တွေကတော့ရှိတယ်ဖနက်ကကျွန်တော်ဒီကြံတွင်းကိုရောင်းမှုကကျွန်တော်900ကျော်1000လောက်ကျွန်တော်နှီးပါကျွန်တော်ဖြည့်ထားတယ်အဲ့လိုဖနက်ကလည်းလွဲအောင်ဆိုတော့ဒီအဲ့ဒုတိယထက်ကနေပြီးတော့အောက်ကိုချထားတာအဲ့လိုစုပြီးတော့ပုံလိုဖြစ်သွားတာအဲ့လိုဖြစ်တယ်ဒီလိုဖြစ်နေအကုန်လုံးပြေးထွက်လိုက်ကြတာလားဟုတ်တယ်ကျွန်တော်ငင်းလေးလှုပ်တဲ့နေကြတော့ကျွန်တော်ကတန်မန်းကောင်လေးနေအောင်နဲ့ကျွန်တော်အဲ့ ခြင်းင်းစင်ပေါ့တကြံတွင်းလောက်ဖို့ကခြင်းင်းစင်ကိုကျွန်တော်လှုပ်လှုပ်နေအတော်တယောက်လဲရောက်ငလင်လဲလှုပ်ရောကျွန်တော်ထွက်ရောက်ပြီပထမချိန်ကလေးရောက်ပြီဒုတိယချိန်ကျတော့ကျွန်တော်ကိုယ်ကိုလှမ်းခေါ်တဲ့ချိန်မှာဒုတိယချိန်အကုန်လုံးလွတ်တယ်ကျွန်တော်ကိုကြီးကျတော့အပေါ်ရောက်သွားတာဒါမှလွတ်တယ်သူလည်းအပေါ်ဆုံးမှပြန်လွတ်သွားတာခွေလေးတစ်ကောင်နဲ့ဟုတ်တယ်ဗျဖြိုးရမှာဗျအဲအောက်ကကျိုးသွားတာအောက်တစ်ထပ်ကျိုးသွားတာဖြိုးရမှာ ျွန်တော်ကအနေနဲ့လောင်းဖြစ်ပါတယ်ဗျ။ကိုရင်လေးတွေသူတို့နားပြီးဆိုမှတာကျွန်တော်ကနားတာ။အဲနေမင်းကျောင်းတိုက်ကများတာပေါ့။နေမင်းကျောင်းတိုက်ကကလေးဗျာအပား90လောက်ရှိတယ်။သူတို့ပင်နိုင်လာစားတယ်။ဟိုပေါ့ကိုရင်လေးတွေဆိုရင်100၊ဦးစင်းဆိုရင်100၊ဘုံကြီးဆိုရင်900ကျွန်တော်အဲ့လိုကတ်တယ်။ဒိစားခြင်းလဲဝင်စား။ဒီကနေ့ဘာစားမလဲမနေ့ကံအတွက်ကိုမနေ့ကံဘာစားခြင်းလဲအဲအဲ့လိုကတ်ပေးတယ်ဗျ။နောက်လူရှင်လည်းများတယ်။၃သိန်းခွဲစင်ကာပူကလည်းလူတယ်။ကျွန်တော်900 900 အဲ့ညီမတွေဆိုရင်ငါကျတော့ဒီယူရီးယားဘန်ကောက်ကဆိုရင်အဲ့သမီးကဆိုရင်9000ဟုတ်တဲ့နေရာ2သိန်းလုလိုက်တယ်ဗျကျွန်တော်မအေးခိုင်းနဲ့ကျွန်တော်ကျွန်တော်အတွက်ပါအဲ့လိုခုနကလေးကလည်း3သိန်းလုတယ်ဒါပေမဲ့ကျွန်တော်ကဒီဆွန်လုံးနဲ့ပဲထဲမှာလို့အဲ့လိုကိုရင်လေးတွေလောင်းတဲ့အနုထုတ်ကကျွန်တော်ထဲပါလာတာကျွန်တော်အများလမ်းသိန်းတာတော့မနေ့ကျွန်တော်ထားလောင်းလိုက်တယ်မထူးဘူးဆိုဒီနားလေးကျွန်တော်ထားထားလောင်းလိုက်တော့အဲ့လိုဒီမှာအိတ်တာကိုကျွန်တော်မညဆိုရင် ဒီလမ်းပေါ်အိတ်တာအဲဖြစ်တဲ့နေ့ပေါ့နေ့ရက်သုံးရက်လမ်းပေါ်အိတ်ရတယ်ညီမတွေတော့ဟိုနောက်ထပ်သွားအိတ်အဲနောက်ကြမှာကျွန်တော်ကအဲ့အိမ်ကလည်းနေရာတွေပါတွတ်လေးပါမိုးပြီးတော့အဲ့မှာကတ်နေကြဟာဒါမြင်းမြင်းခိုင်ရင်လည်း6လေးသုံးဆိုင်အဲကျွန်တော်ကိုကျွန်တော်တို့ခေါ်ထားတာဖြစ်နေရခေါ်ထားတာစားစရာတောက်စရာအကုန်လုံးပူစားဘူးပြအခုချိန်ဒီပဲဟုတ်ကဲ့တပင်းဆိုင်ရဲ့နောက်ထပ်ပေါ့အဲနလာ3လတော့ကြာမှန်းနေတယ်နေက6လပေါ့နလာ3လတော့မဟုတ်တော့နေက6လတော့ကြာမှန်းနေတယ် နေရာမှာပေါ့ဟုတ်ကဲ့အဆင်ပြေလောက်နေရာမှာငားတာမဟုတ်ဘူးဗျာတို့ကျွန်တော်တို့ခေါ်ထားတာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ခြေသူရှင်မှာဒီဟာကိုရောတော့ကိုခန်းနဲ့ကိုရေချိုးခန်းနဲ့ကြာကြာနာနာပေါ့အဲအကောင်ကခုတော့ဒီလိုလေးဖြစ်သလိုနေရတာပေါ့ဒါတော့ဒီရင်ကခေါ်ထားလို့ပြောပြပါမယ်လို့မနေ့ကကျွန်တော်ပြောမရလို့တင်မရလို့ပြန်ပြီးတော့ကွန်မန်းတွေပြန်မရလို့ပါလို့အားလုံးကလေးတွေအကုန်လုံး သာသမီတွေပါပဲလို့เนาะအားလုံးကျမ်းမှချမ်းသာကြပါစေလို့ဒီလိုသတိရတဲ့အတွက်ကျွန်တော်အများကြီးဝမ်းသာပါတယ်လို့ကျွန်တော်မိသားစုပေါ်သတိရလို့မေတ္တာပို့ပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ဗျာလို့ဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျကျေးဇူးတင်ပါတယ်ဗျ